ဖြေတို့ရဲ့ internal line ဘာလို့ရုတ်တရက်နှေးသွားလဲဆိုတာဖြေကမိုင်ပေါင်းထောင်ချီဝေးတဲ့ပင်လယ်ကျမ်းပြင်အောက်မှာရှိတဲ့အခုပြောပြချင်တဲ့အကြောင်းကတော့ပင်လယ်ကျမ်းပြင်အောက်မှာချထားတဲ့ရေအောက် fiber optic cable ကြိုးပြတ်တောက်မှုတွေကြောင့်မလို့ internal line များနှေးကွေးခြင်းပြတ်တောက်ခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားတာလည်းတွေ့ကြမှာပေါ့အဲ့ဒါဘယ်နေရာလဲဆိုတော့အထူးသဖြင့်မကြသေးမီကပင်လယ်နီခေါ်ရက်စီလိုမျိုးနေရာတွေမှာဥပမာ SMW4 IMEWE စနစ်များကပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပြီးအဲဒါကြောင့်အရှိတောင်အာရှနဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့ internet ဆက်သွယ်မှုတိတိတတ်တာထိခိုက်ခဲ့တယ်လို့သိရပါတယ်။ cable ကြိုးတွေပြတ်တောက်သွားခဲ့ရင်မဖြစ်စေလဲဆိုတာကတော့ဒီလို cable ကြိုးတွေပြတ်တောက်သွားရင် data အချက်လက်တွေကိုတခြား cable ကနေတဆင့် လမ်းကြောင်းပြောင်းပြီးပို့ဆောင်ရတဲ့အတွက်အင်တာနက်နှေးကွေးတာတွေဖြစ်စေပါတယ်။အကြောင်းပျက်စီးသလဲဆိုတာကတော့အများစုကတော့သင်းမော့တွေကြောက်ချတာကြောင့်ဖြစ်စေတတ်တယ်လို့တခြားလူသားတွေရဲ့လုံဆောင်ကြမှာမဟုတ်တဘာဝဘီအန်နီယယ်တွေကြောင့်ပျက်စီးတာလည်းဖြစ်နိုင်ပါတယ်။အင်တာနက်ကေဘယ်ကြိုးပြင်ဆင်မှုအခြေအနေကပင်လယ်နီမှာပြတ်တောက်သွားတဲ့ရေအောက်ကေဘယ်ကြိုးတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက် လုပ်ငန်းရှင်တွေကအရန်ရှုပ်ထွေးပြီးအချိန်ယူရတဲ့မှန်ဖြစ်ပါတယ်ဒီပြင်ဆင်မှုအစစ်အစစ်များမှာဆိုရင်ပြတ်တောက်တဲ့နေရာကိုတိတိကျကျတည်တည်ချာချာကိုရှာဖို့ရတယ်ကေဘယ်ကျိုးပြတ်တောက်သွားတဲ့အတိကျနေရာကိုအထူးကရိယာကိုတုံးပြီးကမ်းပေါ်ကနေရင်ဆုံးရှာဖို့ရပါတယ်ပြင်ဆင်ရေးသင်္ဘောအတွက်ကတော့ဒီကေဘယ်ကျိုးပြင်ဆင်မှုအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ကေဘယ်ပြင်ဆင်ရေးသင်္ဘောကိုပြတ်တောက်ရနေရာကိုဆီလွှတ်ရပါတယ် ဲ့ဒီသင်္ဘောတွေဟာဝေးလံတဲ့နေရာတွေကိုရောက်ဖို့နဲ့လုံထုံးလုံနည်းအတွက်ကိုအချိန်ယူပါသေးတယ်။တယ်လီနီလိုနိုင်ငံတကာရေပိုင်နက်ဒေသတွေမှာလုံလုံဖို့ဆိုရင်သက်ဆိုင်ရာနိုင်ငံတွေရဲ့ခွင့်ပြုချက်တွေရဖို့လည်းအချိန်ယူရပါတယ်။ကေဘယ်ဂျိုးတွေကိုဘယ်လိုဆယ်ယူမလဲဆိုတဲ့အချက်ကတော့သင်္ဘောပေါ်ကနေဒီဂျိုးကြီးများကိုဒါမှမဟုတ်ရေအောက်ဆက်ရုပ်ငယ်လေးများကို သုံးပြုပြီးတော့ပင်လယ်ကျမ်းမြင်ကပြတ်တောက်နေတဲ့ကေဘယ်နှစ်ခုစလုံးကိုဆယ်ယူရပါတယ်ဆက်ဆက်ချင်းနဲ့စမ်းသပ်ချင်းကတော့ဒီဆယ်ယူရရှိတဲ့ကေဘယ်အစွန်းတွေကိုတင်းမောပေါ်မှာတည်တည်ချချာတန့်စင်ပြီးအစ်စ်ဒါမှမဟုတ်အစားထုတ်ကေဘယ်အပိုင်းတွေနဲ့ပြန်ပြီးချိတ်ဆက်ရတယ်ဒီဆင်ဟာဖိုင်ဘာကျိုးမြင့်တည်တည်လေးတွေကိုအလွန်တိကျစွာဆက်ရတဲ့အတွက်နိုင်ပေါင်းများစွာကြာပါတယ်ဆက်ဆက်ပြီးရင်လည်းစွမ်းဆောင်ရည် performance အပြည့်အဝရရှိဖို့အတွက် ကန်းဆက်ဘူတာရုံတွေမှာဆက်သက်မှုတွေပြုလုပ်ကြရတယ်။ဒီပြင်ဆင်မိသားကေဘယ်ဂျိုးတွေကိုလည်းပင်လယ်ကျမ်းပြင်အောက်မှာမူလလမ်းကြောင်းအတိုင်းပြန်ပြီးထားရှိပေးရတယ်။တို့အရင်အကာအကွယ်ရအောင်မြေအောက်မှာပြန်ပြုတ်ပေးတာတွေလည်းလုပ်ပေးရပါတယ်။ဆိုတော့ဒီပြင်ဆင်တဲ့ကြာချိန်ကတော့ကေဘယ်အမျိုးအစားပြတ်သွားတဲ့အနေထားရာသီဥတုနဲ့လှုပ်ထုံးလှုပ်နှီးဆိုင်ရာအတားအဆီးတွေပေါ်မှာမူတည်ပြီးကွဲပြားရတယ်။ရက်တပတ်ဒါမှမဟုတ်အနည်းငယ်ဥပမာ Peace Cable Show ကို၃ဘက်အတွင်းပြန်ပြင်ဆင်နိုင်ခဲ့တယ်ဆိုတော့မှတ်တမ်းလည်းအရင်ကတော့ရှိခဲ့ဘူးတယ်။တကယ်လို့ဒီထက်ပိုပြီးတော့ရှုပ်ထွေးတယ်ဆိုလို့ရင်လာပေါင်းများစွာကြာနိုင်တယ်။နှစ်လဒါမှမဟုတ်၄လအထိကြာမြင့်နိုင်တယ်လို့လည်းဆိုရတယ်။ သူတပြည့်ရေရောက်ကေပဲကျိုးများအများအပြားပြတ်တောက်သွားပါကပို့ပြီးတော့ကြာနိုင်တယ်လို့လည်းသိရတယ်။လက်ရှိမှာတော့ပြတ်တောက်သွားတဲ့ကေပဲကျိုးအချို့ရဲ့ internet data traffic တွေကိုကြံရှိတဲ့လမ်းကြောင်းကောင်းတွေပေါ်ပြောင်းလဲပေးထားတာကြောင့် internet ပြတ်တောက်မှုမဖြစ်အောင်ထိန်းထားနိုင်ပေမဲ့ line နေတာကတော့ရှိနေသေးပါပဲ။ဒါကြောင့်မို့လို့လက်ရှိမိတ်ဆွေတို့ကြားနေတဲ့သတင်းကကမ္ဘာလုံးဆိုင်ရာ internet ဆက်သွယ်မှုရဲ့အဓိကကျော်ရွတစ်ခုပျက်စီးသွားပြီလို့ လိုင်းကြတယ်ဆိုတဲ့သတင်းမျိုးဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့ internet line ကအခုလိုမျိုးတော့ရတာမတွက်ပဲနဲ့ဖြစ်နေတာပေါ့။ဆိုတော့ငံတကာ internet ဆက်သွယ်မှု90ရာခိုင်နှုန်းကျော်ရိုးကိုတည်ဆောက်ထားတဲ့ရေရောက် fiber ကြီးပဲဂျိုးကြီးတွေပြတ်တောက်သွားတဲ့အတွက်မြန်မာနိုင်ငံအပါအဝင်တန်တဲ့30သူတွေဟာလိုင်းနှီးကွေးခြင်းနဲ့ပြတ်တောက်ခြင်းတံကိုခံစားနေကြရတယ်။ဒါကြောင့်မို့လို့ဒီရပါတင်းရဲ့တက်တော့ဒါမှမဟုတ် online game ဆိုတာ zoom အစီအွေးလောက်တာတွေမှာ line မကောင်းတာပြတ်တောက်တာမျိုးတွေကြုံနေရလား ဲ့တော့ဆိုရင်တော့ပြဿနာကသင်ရဲ့ router ဒါမှမဟုတ်ဖုန်းချုပ်မဟုတ်ပဲသင်လေချမ်းမြင်အောင်ကအဓိက cable ကြိုးများပျက်စီးသွားခြင်းနဲ့ဓာတ်ရိုက်တက်ဆိုင်နေရဆိုတာကိုသိထားပေးပါအပန်း internet ရဲ့သွေးကြောကြီးတွေပြတ်တောက်သွားတဲ့အခါအရှိပိုင်းနဲ့အားရဒေတာများဖြစ်တဲ့ digital ဆက်သွယ်ရေးကွန်ရက်တွေကဘလို့အချက်တဲနဲ့ရင်ဆိုင်နေရလဲပြည်စည်ရေးလုပ်ငန်းတွေကဘလောက်အချိန်ယူရမလဲဆိုတဲ့အသေးစိတ်တွေကိုရှင်းမှကျွန်တော်ပြောပြပေးထားတာဖြစ်ပါတယ်